ကလေးတယောက်လိုဖြစ်သွားတဲ့ကျမရဲ့ကြောင့်ပြိတ္တရေစီကအပေးမှုကိုရရှိနေတဲ့ဥပေလူဝါကဲပြိတ္တကြီးဥပေလူဝါဆိုတာကတော့နုပညာလောကမှာနေမှာကစာပေလောကမှာပါထူးချွန်တဲ့သူတယောက်ဖြစ်ပေမဲ့လေအခုချိန်မှာဆိုရင်တော့သူ့ရဲ့ကျမကြီးကဘယ်သူမှမထင်ထားခဲ့သလိုဖြစ်နေကြတာပဲဖြစ်ပါရည်ဥပေလူဝါအနေနဲ့ကတော့ရုပ်ရှင်လောကမှာကယ်ရမီစုကိုစုခိုးပြီးတော့မကြခင်ခြေတွင်းမှာပဲအသက်လူခဲ့ရတဲ့အမားဂျက်စီတစ်ခုကိုတက်လိုက်ရှာပါရည်အချိန်ကစလို့ဥပေလူဝါရဲ့ကျမကြီးချင်းနေဟာလူကောင်းတယောက်ပြက်ပြက်လာဖို့အကြောင်းမရှိလာခဲ့သလို့ ကလေးတယောက်လိုမျိုးပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ကတော့ကျမရဲ့ချင်းနေကြောင်ကလေးတယောက်လိုမျိုးစိတ်ခံစားချက်အတိရှလဲနေခဲ့ပေမဲ့လေအမြဲတမ်းပြုစုဆောက်ရှောက်ပေးနေတဲ့ဇနီးရှိနေခဲ့တာကြောင့်သူ့ရဲ့ကျမရဲ့ကိုစိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့လေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းဥပေတယောက်သူ့ရဲ့မိသားစုနဲ့တူအင်တာဗျူးတစ်ခုမှာပါဝင်ခဲ့ပါတယ်။ဒီအင်တာဗျူးမှာတော့ဥပေရဲ့ပြမှုတွေအလုံးဟာကလေးတယောက်နေနေဖြစ်နေကြတာကြောင့်အရန်ကောမှထူးချွန်ပြမြောက်ခဲ့တဲ့ပညာရှင်တယောက်ဟာအခုလိုမျိုးဖြစ်နေဆိုတဲ့အတွက်ပြည်သက်တရာတော်လေးဝမ်းနေနေကြပါရဲ့ ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့လေဥပေတရားလူကောင်းကြီးအောင်နေနေပြန်ကျန်းမာလာနိုင်ဖို့အတွက်အားပေးသွားကြပါအောင်ရှင်